တဆုံလားကြီးဟာဘုရားရဲ့ဘဝနဲ့ဆက်ဆက်ပြီးတော့ပြောမှဆိုရင်ဗျာဒိတ်ခံခဲ့တာလဲကဆုံလားကြီးနေပဲနောက်နောက်ဆုံးဘဝမှာဖွားတော်မူတာလဲကဆုံလားကြီးနေပဲဖရာဖြစ်သူရောက်တော်မူတာလဲကဆုံလားကြီးနေပဲဘဝအဆုံးသတ်ပြီးတော့ပြိနိဗ္ဗာန်စံသွားတာလဲကဆုံလားကြီးနေပဲဒါကြောင့်မို့အကျဉ်းချုပ်ပြောမှဆိုလို့ရှိရင်ဗျာဒိတ်တော်ခံဖွားပွင့်စား ရာဓိတော်ခန္ဓာလဲကဆုံလာပြီ။ဟော။ဖွာတော်မူတာလဲကဆုံလာပြီ။ဘုရားဖြစ်သူရောက်တာလဲကဆုံလာပြီ။ပြိနိဗ္ဗာန်စန္ဒာလဲကဆုံလာပြီလို့။ဒီကဆုံလာပြီ။ဘုရားဘာသာဝင်တွေအတွက်အမြဲတမ်းထူးခြားတဲ့ဘုရားဘဝနဲ့ဆက်ဆက်နေတဲ့လာပြီလို့။ဒီဘဝတွင်ပြောမယ်ဆိုရင်တော့ဖွာပွင့်စံပေါ့။ဖွာတော်မူတာရဲ့ ဘုရားဖြစ်သူရောက်တော်မူရာရဲ့ပြိဋိဘံသံဃာရဲ့၃ခုသို့တော့ဒီဘဝမကဘူးဘုရားလောင်းရဲ့တဏှာဘဝမှာထည့်ပြီးပေါင်းလိုက်မယ်ဆိုရင်ဇာတိတော်ခန္ဓာနဲ့ဒီလား။ဘာဖြစ်လို့ဒီလိုပြောရတော့ဆိုဘုဒ္ဓဝင်ပါဠိတော်မှာဘယ်လိုပါအောင်ဆိုတော့တာရာခဏဝီရောစံတိအကဲခတ်ပြီးတော့ကြည့်ကြတာနော်။ဒီကနတ်တိပြမာတွေအဲ့ဒီဇာတိခန္ဓာနဲ့ပွဲမှာ ဘုရားကိုပူဇော်ရင်သူ့မိဒါရဲ့သိလေးကိုဘုရားလောင်းဆိုပြီးတော့ဝန်းဝန်းပူဇော်ကြတယ်အဲ့လိုပူဇော်တဲ့အထဲမှာသူတို့ကလည်းအတီးပြူကြဘုရားကဘုရားဖြစ်လိမ့်မယ်အနာဂတ်မှာဘုရားဖြစ်လိမ့်မယ်လို့ဗျာရိတ်ဟောတဲ့စကားဟာဘယ်တော့မှမလွဲဘူးဆိုတာဘာဘယ်လိုအခြေအနေတွေကိုသူတို့ကြည့်ကြတာတော့ဆိုထူးခြားချက်တွေကိုကြည့်လိုက်ကောင်းကင်မှာလည်းပဲကျယ်တွေကအံ့ဩစရာကောင်းတော့သူကနေ့အခါကြီးမှာပဲဖြစ်စီပေါ့ ကျဲတွေအမတန်မှပြည့်စုံတဲ့အချိန်ခါကြီးကောင်းကင်ကကျဲတွေဟာတောက်ပပြီးတော့နေကြတယ်နက်ခတ်တွေဟာလည်းထင်းထင်းရှားရှားပေါ်ထွက်လာကြတယ်ညအခါထပ်ပေါ်လာမဲ့လာပြည့်ဝန်းကြီးကလည်းပဲဝိတာခာဆိုတဲ့နက်ခတ်နဲ့ရှင်တွဲပြီးတော့ဖြစ်ပေါ်လာအဲ့ဒါကိုဝိတာခာနက်ခတ်နဲ့ရှင်တွဲတဲ့လဆိုတာကဆုံငါးပြည့်ဒါကြောင့်မို့ကဘာမှာ ကဆုံးလာပြီနေကိုဘယ်လိုခေါ်တော့ဆိုဝေဆက်လို့ခေါ်တာဝေဆက်ဆိုတာဝိတာခါကိုပြောတာသူတို့အတန်နဲ့ပြောတယ်ဝိစာခါဝိစာခါဝိစာခါကိုဝေဆက်ဒီလိုခေါ်တာကဘာမှာခေါ်တဲ့ဆိုတာအင်္ဂလိပ်စကားမဟုတ်ဘူးအိန္ဒိယဝေတာခဆိုတဲ့စကားလုံးကိုပါဠိစကားလုံးကလည်းဝေတာခပဲအိန္ဒိယကလူတွေရဲ့အတန်ထွက်တဲ့အခါကျတော့ဝေဆက်ဒီလိုအတန်ထွက်တာဝိတာခါ 2000ပြည့်နှစ်ကကုလသမဂ္ဂ United Nation ကဆုံးဖြတ်ချက်တစ်ခုချဗုဒ္ဓမြတ်စွာဗုဒ္ဓသာသနာတော်ဟာအမြဲတမ်းထူးခြားတဲ့သာသာတရားဗုဒ္ဓရဲ့အဆုံးအမတွေဟာထူးခြားတဲ့အဆုံးအမတွေဖြစ်တယ်ဗုဒ္ဓဟာအမြဲတမ်းထူးခြားတဲ့ပုဂ္ဂိုလ်တစ်ဦးဖြစ်တယ်ကဘာကြီးငြိမ်းချမ်းအောင်ကဘာကြီးငြိမ်းချမ်းရုံနဲ့မကဘူးလူတွေရဲ့စိတ်နှလုံးပူလောင်မှုတွေကိုငြိမ်းချမ်းအောင်ဟောပြောနိုင်တဲ့အမြဲတမ်းထူးချွန်တဲ့ပုဂ္ဂိုလ်ဖြစ်တယ် သူမွေးဖွားတဲ့ရက်ရက်တည်းဟာကဘာမှာယုံပိတ်ရဲ့အဖြစ်အတိမပြုသင့်နေတဲ့လို့အစိုးတင်သွင်းပြီးတော့ဝေဆက်ပွဲတော်ဆိုတာကုလသမဂ္ဂကဘာတကဘာလုံးကနေအတိမပြုပြီးတော့တတ်မှတ်ထားရဲ့တစ်ခုဖြစ်သွားခေဇက်တဲ့ holiday လို့ခေါ်တာ2000တက်ကြရ2000အခုတက်ကြရ2000ဆနစ်ရှိပါ ဒါကြောင့်မို့တချို့နိုင်ငံတွေမှာကုလသမဂ္ဂရဲ့ဆုံးဖြတ်ချက်အရဆိုပြီးတော့ဝိဆက်ပွဲတွေဆင်ရင်ကျင်းပပြီးတော့နေကြအိမ်တမ်းမှဒီမြတ်စွာဘုရားရဲ့ဂုဏ်တော်ကျေးဇူးတော်တွေကိုအာရုံပြုပြီးတော့လှုပ်တင်လှုပ်ထိုက်တဲ့ပွဲတစ်ခုပဲဘုန်းကြီးတို့သီရိလင်္ကာနေတုန်းကဆိုလို့ရှိရင်ဒီဝိဆက်ပွဲဟာကြီးကျယ်ဆုံးခုဗမာပြည်မှာကြီးကျယ်နေတာတကြံဖြစ်ဝိဆက်ပွဲတော့တာမန်ညောင်ရီသုံးပွဲလောက်ပဲဒီလိုရှိတာဒါဖျား ဖွားတော်မူတဲ့နေ့လည်းဖြစ်တယ်။သက်စွာဘုရားရဲ့ဘာတည်းပေါ့ဖွားတော်မူတဲ့နေ့လည်းဖြစ်တယ်။နောက်တစ်ခါမြတ်စွာဘုရားဖြစ်တော့ဖွားဘုရားဖြစ်သူရောက်တော်မူတဲ့နေ့လည်းဖြစ်တယ်။ပြိဋိဘံဆံတော်မူတဲ့နေ့လည်းဖြစ်တယ်။အင်တမထူးခြားတဲ့နေ့ဒီထဲမှာထပ်ထည့်မယ်ဆိုရင်ဗျာဒိတ်ခံတဲ့နေ့လည်းဖြစ်တယ်ပေါ့။ဒါကြောင့်မို့ပစုံလားကြီးဘုရားနေ့ဆိုတာအင်တမထူးချွန်ထူးခြားထူးခြားတော့ဘုရားဘာသာနိုင်ငံတွေကကစုံလားကြီးနေ့ တကယ်ကိုအမှတ်တရလုတ်တင်လုတ်ထိုက်တာ